ကဲလူတိုင်းလူတိုင်းကားစီးနိုင်ကြပါစေလူတိုင်းလူတိုင်းကားဝယ်စီးနိုင်ကြပါစေခင်ဗျာကဲကျွန်တော်တို့တွေကကားရောင်းချတဲ့သူတွေဖြစ်တယ်ကားရောင်းချတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့လူတိုင်းလူတိုင်းကားစီးနိုင်စေရန်ကျွန်တော်တို့စူးစမ်းပေးရမှာဖြစ်ပါတယ်လူတိုင်းလူတိုင်းကားဝယ်စီးနိုင်စေရန်ကျွန်တော်တို့တွေအများစွာအထောက်အကူပြုပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့3900ဝန်းကျင်လေးတွေကျွန်တော်ဒီနေ့မှာတော့ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာ ကဲကျွန်တော်တို့ကားစီးနိုင်တဲ့လူတန်းစားတွေမှာကျွန်တော်တို့3900ဝန်းကျင်3400ဝန်းကျင်အထိစတင်ပြီးတော့စီးရတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ကားဆိုတာလူတိုင်းလူတိုင်းလူသားတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကားစီးနိုင်တဲ့လူတန်းစားများပြပါသေးဆိုစုမုံအောင်တောင်းလိုက်ပါတယ်ကားစီးနိုင်ကြပါသေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကားတွေဝယ်စီးနိုင်ကြပါသေးလို့စုမုံအောင်တောင်းရင်းနဲ့3900ဝန်းကျင်ကားလေးကိုကျွန်တော်လေးစီးကျွန်တော်ဒီနေ့မှာပြသပေးမယ်ဒီကားလေးတွေထဲမှာတော့ဘာကားလေးပါဝင်မလဲဆိုတော့ကျွန်တော်တို့ KIA Picanto 2014ဆိုတဲ့ကားလေး1300 cc နဲ့ Posted Smuggy တွေပါဝင်တဲ့ကားလေး Grace စုံတဲ့ကားလေးဖြစ်တယ်။ပြီးတော့ကျွန်တော် Sanru Moriya ပါတဲ့ကားလေးတစ်စီးကိုပြသပေးမယ်။ဒီချာလေးကျွန်တော် detail ပြပေးမယ်နော်။အဲပြီးတော့ရင်တော့ engine power 1300 cc Mitsubishi Colt Japan ကားအဲပြသပေးမယ်။ဒါလေးကတော့1300 cc 2 wheel လေးဖြစ်မယ်။ပြီးတော့ရင်တော့ Honda Odyssey engine power 2.2နဲ့2 wheel တွေကခုံသုံးနှံကား round egon ပါမယ်ကားလေးတစ်စီးကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်။ အပြီးတော့ရင်တော့ကျွန်တော်တို့ Total Pro Box Total Pro Box ဆိုရင်တော့ model ကြီးအနေနဲ့1000တန်းเนาะ engine power အနေနဲ့1.3နဲ့ကားလေးတစ်စီးဖြစ်တယ်အားလုံးပေါင်း1 2 3 4၄စီးကိုကျွန်တော်ဒီနေ့မှာတော့ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲလူတိုင်းလူတိုင်းကားဝယ်စီးနိုင်ကြပါသည်ခင်ဗျာလူတိုင်းလူတိုင်းကားစီးနိုင်ကြပါသည်လို့စုမုံကောင်းတောင်းရင်းနဲ့မိတ်ဆွေများအားလုံးကိုကျွန်တော်ကားလေးကိုတေချာလေးပြသပေးမယ်เนาะကားလေးတွေ ကဲကျွန်တော်ဥသောပထမကျွန်တော်ပြသပေးမယ်ကားလေးကတော့ KIA Pican Tool လေးပြသပေးမယ် KIA Pican Tool လေးက model ကြီးအနေနဲ့2014ဖြစ်ပါတယ် engine power အနေနဲ့1.3 engine power cc ဖြစ်ပြီးတော့2 e မျိုးစားဖြစ်ပါတယ်เนาะဒါကတော့ Korea make ကလေးဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေးမှာဘယ်လိုပါဝင်သွားလဲဆိုတော့စမ်းလို့မိုးရိုးရေအပြင်ဘက်လေးပြပေးမယ်เนาะစမ်းလို့မိုးရိုးရေပါမယ်ကဲနောက်ဘက်တွင်ပြင်လေးပြပေးမယ်နောက်ဘက်တွင်ပြင်လေးကတော့ KIA Pican Tool ဆိုတဲ့ logo လေးနဲ့ကျွန်တော်နောက်ဘက်တွင်ပြင်လေးဆွဲဆောင်မှုရှိတယ် YGN license ရန်ကုန် license ဖြစ်မယ် KIA Bigan တို့ 5i YGN license ဖြစ်ပါတယ်ခင်ဗျာ။ကဲနောက်ဘက်လေးပါခါးလေးပြလိုက်မယ်နော်။ကဲလော်ရီကပိတ်ထား။အိုးအိုး။ကဲကျွန်တော်တို့ဒီမှာကားလေးကိုချက်ပြတာပဲနော်။ကဲနောက်ဘက်လေးကိုကျွန်တော်တို့ချက်ကြည့်လိုက်နောက်ဘက်ကကားကို space လေးရှိမယ်။ နောက်ခိုင်းကကာဂိုစပိတ်လေးရှိမယ်ပြီးတော့ကျွန်တော်တို့ဒီခုံလေးကိုကျွန်တော်တို့လှဲလို့ပြုလို့ရမယ်နော်ဒီနောက်ကအရှင်ဖြစ်တယ်နော်ဒါဆိုကျွန်တော်ပစ္စည်းပိုင်းတင်မယ်ဆိုရင်လှဲလိုက်လို့ရမယ်နော်အဲဒီလိုမျိုးညာစွာအတုံးဆွဲလို့အဆင်ပြေတဲ့အရာလေးတွေကျွန်တော်တိကျပြပေးမယ်နော်မလို့ချင်းကျွန်တော်တို့တင်ထားလိုက်တစ်ဖက်ကကျွန်တော်ပစ္စည်းတင်မယ်ဆိုရင်ခောက်ပြီးတော့ပစ္စည်းတင်လို့ရမယ်အဲလူစီးမယ်ဆိုလို့ရှိရင်ဒီခုံလေးတွေကိုပြန်ပြီးတော့မတ်လိုက်နော်အဲဒါဆိုရင်တော့ကျွန်တော်တို့နောက်မှာ 2ယောက်3ယောက်4ယောက်လောက်အသာလေးပိန်တဲ့သူစု4ယောက်လောက်စီးလို့ရမယ်နော်နောက်ဘက်ကအဲပြီးသွားရင်တော့ကျွန်တော်တို့အတွင်းကန်လေးသွားမယ်နော်အဲ driver cam မှာတော့ကျွန်တော်တို့ grade စုံစုံနဲ့ကျွန်တော်တို့ push တက် smuggy လေးဖြစ်မယ်နော်ပြီးသွားရင်တော့ကျွန်တော် power window 4ပေါက်မပါ window 4ပေါက်ပါမယ်နော်အဲ power window 4ပေါက်ပါမယ်ပါဝင်တို့၄ပေါက်ပါုံနေမယ်မဟုတ်ဘူးကျွန်တော်မှန်ကျိုးမှန်ကောက်လည်းပါမယ်အဲစမ်းတို့မုန်တို့ပါမယ် နော်ဆန်ရုံမူလူလေးကိုကျွန်တော်တစ်ချက်ဖွင့်ပြပေးမယ်နော်ဆန်ရုံမူလူပါမယ်ပြီးွားရင် digital aircon နော် aircon က digital ဖြစ်သွားမယ် digital နော် digital aircon လေးနဲ့မိုက်တယ်နော် smart key လေးနဲ့ကဲ gear ကတော့ကျွန်တော် auto low gear 2 1ရမယ် drive number 3ရမယ် number 2ရမယ် number 1ရမယ်နော် ဒါကတော့ PRND321 เนาะလက်ဆွဲဟန်းကီယာဖမ်းဘရိတ်ပါမယ်เนาะ CR ဘောလုံးကွန်ထရိုးပြည့်ပါမယ်ဒီကားလေးကတော့ကျွန်တော်3500ကျော်ပါပဲเนาะအ3500ဒီကားလေးဆိုရင်ကျွန်တော်ခေါ်ရတဲ့ဈေးက3995သိန်းเนาะ995သိန်းခေါ်ရတဲ့ကားလေးဖြစ်ပါတယ်ကဲကျွန်တော်နောက်တစ်စီးသွားမယ်ကဲဒီကားလေးကတော့ engine power ပြန်ပြောပြမယ်เนาะ engine power 1.3နဲ့ 2E ဖြစ်ပြီးတော့ KIA Picanto 2014 model ဖြစ်ပါတယ် ရှေ့က HID မီးတွေပါပါမယ်4 light တွေပါပါမယ်ရန်ကုန် license ဖြစ်မယ်အယောင်လေးကတော့ခဲအောင်လေးနော်ခဲမဲအောင် color လေးဖြစ်ပါတယ်အားကြောင့်မို့ကျွန်တော် YGN license မှာရန်ကုန် license မှာလိုချင်တဲ့အခေရလည်းအလေလက်လောက် INN လေးအခေရမြင့်တယ်လို့ပြောလို့ရတယ်နော် INN လေးဖြစ်မယ် YGN license ဖြစ်တယ်ဒီကားလေးကိုကျွန်တော်985 900ကျော်လေးမှာရရှိမှာဖြစ်ပါတယ်အဲကျွန်တော်နောက်ထပ်ထပ်ပြပေးမယ်ကားလေးတွေကတော့ကျွန်တော်တို့3900ကျော်မှာပဲရှိတဲ့ကားလေးတွေဖြစ်ပါတယ်ဒါကတော့ Mitsubishi Colt လေးဖြစ်ပါတယ် Mitsubishi Colt ကတော့ YGN license ဖြစ်ပြီးတော့အခေယာအနေနဲ့ H10 အခေယာလည်းအလေလက်ဖြစ်တယ်เนาะဂျပန်ကားစစ်စစ်လည်းဖြစ်တယ်မစူဘီကော့လေးတွေကတော့ကျွန်တော်တို့အစွဲယုံကောင်းစီတဲ့ကားလေးတွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲကျွန်တော်လည်းလူအတွင်းကားလေးတစ်ချက်ပြလိုက်ကြည့်မယ်เนาะဒီကားလေးကတော့ကျွန်တော်ရိုးရိုးတော့လေးဖြစ်သွားပါတယ်ဒါကတော့ကျွန်တော်တို့မာဂျောတောင့်တင်းလာမှာလိုချင်တယ်ဂျပန်ကားမှာလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ဒါကတော့မစူဘီကော့လေးဖြစ်ပါတယ်เนาะအဲအေကွန်ကတော့ကျွန်တော်တို့အော်တိုအေကွန်လေးဖြစ်သွားတယ်အော်တိုအေကွန်လေးဖြစ်သွားမယ်အဲ ဂီယာလေးကနည်းနည်းထူးကြမယ်သူကတော့ဂီယာလေးက position ကဒီအလေကောင်မှာ free space ဖြစ်ပါအောင်เนาะကျွန်တော်တို့အားဆိုရင် family 3ယောက်ပဲရှိတယ်ပေါ့เนาะထားလိုက်တော့မိသားစုကျွန်တော်တို့အဲမိသားစု3ယောက်ရှိမယ်ဆိုရင်အလေမှာကလေးတစ်ယောက်ထိုင်လို့ရမယ်ဘေးမှာတစ်ယောက်ထိုင်လို့ရမယ်အားလုံး3ယောက်ထိုင်လို့ရတယ်တကယ်လို့လား2ယောက်ပဲထိုင်မယ်ဆိုရင်လက်တင်တွေကိုချလိုက်အဲဒီလိုလေးထူးခြားမှုတွေပါဝင်သွားတယ်သူကဘာကြောင့်လဲဆိုတော့ hand gear ဖြစ်တဲ့တဲ့ကကျွန်တော်တို့ဒီနားမှာ gear မဟုတ်တော့ gear position ကဒီဘက်ရောက်သွားတဲ့အတွက်လုံးဝဒီနားက free space ဖြစ်သွားတာเนาะအဲ့လိုမျိုးလေး အဲကျွန်တော်တို့အရင်တော့ဒီကားလေးတွေကကျွန်တော်တို့ရောင်းဝယ်ပြုလုပ်ခဲ့တာတစ်ခါလေးမှရတာဒီကားလေးကရှားပါတယ်လို့ပြောလို့ရတယ်နော်အဲယူဇာတွေအနေနဲ့သုံးဆွဲပြီးွားလို့ရှိရင်အများသောအားဖြင့်တင်ထားတာများတယ်တုံတုံပြန်လဲရောင်းတဲ့ကားနေတယ်ရောင်းကားနေတယ်ပေါ့နော်ဟုတ်ကားလေးကြီးကောင်းတယ်နော်တော်တော်လေးကောင်းတဲ့ကားလေးကြီးမလို့ကျွန်တော်တို့900ဝန်းကျင်လေးမှာပိုင်ဆိုင်ပါသေးရယူပါသေးဆိုပြီးရည်ရွယ်ချက်နဲ့ကျွန်တော်900ဝန်းကျင်လေးကြီးဖိဆွတ်ထားတာဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်တို့ကော့လေးရဲ့အတွင်းကန်းလေးကိုကျွန်တော်ပြသပြီးဆန်တို့မှန်ကျုံးမှာပါတယ်ပါဝင်တို့လေးပေါက်အားလုံးပါတယ်နော် ကျွန်တော်နောက်လေးကိုတစ်ချက်ဖွင့်ပြပေးမယ်နောက်ခန်းမှာလည်းကျေဝင်းတယ်နောက်ခန်းမှာလည်းကျေဝင်းပြီးတော့ဒီခုံလေးကလည်းခောက်လို့ရမယ်နော်ဒီခုံလေးကလည်းကျွန်တော်တို့ခောက်လို့ရမယ်ဒီမှာလေးနော်ဒီကနေခောက်ထားလိုက်ရမယ်ခောက်လိုက်လို့ရှိရင်ကျွန်တော်ပစ္စည်းပါတင်မယ်ဆိုရင်ဒီခုံလေးကိုခောက်ထားလိုက်လို့ရမယ်နောက်ခန်းရန်တကယ်လို့လူစီးထားမယ်နောက်ခန်းကာကိုမှာပစ္စည်းတင်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်နော်အားကြောင့်ဂျပန်ကားလေးတွေကလူတိုင်းလူတိုင်းတုံးဆွဲလို့အဆင်ပြေစေတဲ့ ကားလေးဖြစ်ပြီးတော့အဲဒီကားလေးကတော့ကျွန်တော်တို့900နဲ့35သိန်းနဲ့ရရှိမယ်ကားလေးဖြစ်ပါနော်ဟုတ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အဲနောက်တစ်စီးသွားလိုက်မယ်ဒီကားကတော့ကျွန်တော်တို့ Honda Honda Odyssey ဖြစ်တယ် Honda Odyssey ကတော့ကျွန်တော်တို့ကားကြီးကြီးမှကြိုက်တယ်ဆိုရင်တော့အဆင်ပြေတယ် model ကြီးကအနေနဲ့ကတော့ကျွန်တော်တို့အနည်းငယ်လေးအဲငယ်တူးတောင်းနေ model ပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သုံးဆွဲလို့အဆင်ပြေတယ်ဈေးတုန်းကလည်း3900အဲကျွန်တော်တို့940လောက်နဲ့ရမှာဖြစ်တဲ့အတွက်ဈေးနှုန်းလည်းချူတာတယ် ပစ္စည်းကအသုံးဝင်တယ်ဘယ်လိုအသုံးဝင်လဲဆိုတော့ကျွန်တော်ခုံသုံးနှန်းဖြစ်သွားတယ်ခုံသုံးနှန်းဖြစ်တဲ့အတွက်တော်တော်များများလူက6ရက်9ရက်လောက်ကအသာလေးထိုင်လို့ရမယ်တကယ်လို့လူနေတယ်ဆိုရင်ပစ္စည်းပါတင်မယ်ဆိုရင်လည်းဒီခုံလေးကိုခေါက်ထားပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒါအော်တိုဂီယာတွေဖြစ်တယ်ပါဝင်လို့၄ပေါက်ဖြစ်တယ်အဲတော်တော်တောင့်တင်းနေကားရတယ်တော်တော်တန့်သေးတယ်နော်စီလင်တွေကအစားပေါက်ပြေလုံးဝမရှိဘူးတော်တော်တန့်နေကားလို့ပြောလို့ရတယ်ပြီးရင် round aircon တွေပါမယ်ဒါကြောင့်3500ကျော်လေးမှာအဲကျွန်တော်တို့ငွေကြေးကို လစ်မစ်လုပ်ပြီးတော့တုံးဆွဲကြမဲ့မိတ်ဆွေများအားလုံးအတွက်3900ဆောင်းပိုင်းဒီမှာရရှိမဲ့ကားလေးတွေကိုကျွန်တော်ပြသနေတာဖြစ်ပါတယ်။ဟုတ်ဒီကားလေးကတော့ကျွန်တော် owner odyssey နော် odyssey ရဲ့အရှိပိုင်းလေးပါကျွန်တော်တစ်ချက်ပြလိုက်မယ်နော်။ကဲဒါတော့အတွင်းကျွန်တော်တို့ဂျမ်းလေးဖြစ်ပါဒီမှာလည်းလက်တင်နေပါတယ်တုံးမယ်ဆိုရင်တုံးလို့ရမယ်နော်အဲဒါတော့ကျွန်တော်တို့အလေဘက်ခုံပေါ့နော်2 row 3 row ရှိမယ်အရှိခန်းလေးပါတစ်ချက်ပြမယ်နော်ဒါကတော့ကျွန်တော်ဒီမှာ စာဂျီမီတွေပါပါမယ် round aircon တွေပါပါမယ်ဟို round aircon ဒီမှာတော့ aircon တွေပါချိန်ကြီးတဲ့ flow တွေပါပါမယ်ခင်ဗျာအဲဒါကတော့ကျွန်တော် shift driver gun ပေါ့နော် driver gun ရောက်ပြီဆိုရင်ကျွန်တော်တို့အဲဆက်လေးနှိုးပြပေးလိုက်မယ်ကဲဆက်ကလည်းဝီးတော့ပဲနော်မော်ရယ်2000မော်ရယ်ဆိုရင်မဲကျွန်တော်တို့သုံးဆွဲလို့အဆင်ပြေစေတယ် တားလေးတစ်စီးဖြစ်ပါတယ်ဒါကတော့ကျွန်တော် gear ဘူးသီးလေးပေါ့နော် gear ဘူးသီးလေးကိုကျွန်တော်တို့ drive မှာထားမယ် auto manual လေးတုံးဆွဲလို့ရတယ်နော် auto manual ပါရမှာ1 2 3 gear 1 2 3 4 5ဆိုပြီးတော့ gear ၅ချက်လောက်နဲ့အသုံးပြုလို့ရမယ်ပြီးွားရင်ကျွန်တော်တို့ဒီမှာ gear position တော့ P R N D drive ပုံမှန်ပဲနော်ပြီးွားရင်ကျွန်တော်တို့2ဆိုပြီးတော့2 gear gear လို gear အနေနဲ့တုံးဆွဲလို့ရတယ်တောင်တက် gear တွေပါတုံးမှာဆိုရင်နော်ကဲဒါကြောင့်မလို့ကျွန်တော်တို့ အခုပြသသွားတဲ့ကားလေးတွေကတော့ကျွန်တော်တို့3900ကျော်ဒီမှာပဲ935 940စသဖြင့်ကားလေးတွေကိုကျွန်တော်ပြသနေတာဖြစ်ပါတယ်အဲကွန်းဆိုရင်လည်းတို့ကဒီမှာနော်အဲကွန်းဆိုရင်လည်းဒီမှာကျွန်တော်ဖွင့်ပြအောင်အဲကွန်းဆိုရင်လည်းကောင်းတယ်ရှယ်ပဲအဲကွန်းအေးနေရပါနော် TV လေးပါပါမယ် FM radio သုံးဆွဲလို့ရမယ်ဒါ entertainment အနေနဲ့နော်ကဲဒါကတော့ကျွန်တော်တို့အခုပြသွားတဲ့ကားလေးကတော့ Honda Odyssey model ကြီးအနေနဲ့2000 model လေးဖြစ်ပါတယ်ခင်ဗျာ အဓိကလေးအပြင်လားဆိုမဟုတ်သေးဘူးကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့ပြသပေးမယ့်ကားလေးကတော့ Toyota Probox လေးကိုပြသပေးမယ် Toyota Probox လေးကတော့ကျွန်တော်တို့ model ကြီးကအနေနဲ့2010 model ဖြစ်သွားတယ်2ဤမျိုးစားဖြစ်ပြီးတော့ engine power 1.3ဖြစ်တယ်ဒါကတော့လူကြိုက်အများဆုံး Probox လို့ပြောလို့ရပါတယ်ကဲတိန်900ဝင်းကျင်လိုချင်နေတဲ့မိတ်ဆွေများအားလုံးကိုမိုးကားနုပညာစီကိုလာရောက်ပြီးတော့ကားလေးတွေပိုင်ဆိုင်တဲ့အခွင့်အရေးကိုကြားယူလိုက်ပါခင်ဗျာကဲကျွန်တော်ချက်ပြပေးမယ်နော် Probox လေးကိုကျွန်တော် Toyota Probox လေးကတော့ကျွန်တော်ဆက်နှိုးပြပေးမယ် မော်ရီဟီအနေနဲ့တောင်စင်တန်းလေးဖြစ်တယ်သူ့မှာအားနေချက်လေးတစ်ခုပဲရှိမယ်အားတော်တော်တက်မယ်နော်အားတော့အတွင်းထဲမှာအစ်စ်တိုင်းတက်မယ်နော်ဒါပေမဲ့ तू ကကျွန်တော်နီနဲ့မှတ်တမ်းလေးပါမယ်တစ်ခုပဲပါသွားတယ်နော်သူ့ရဲ့အားနေချက်လေးတစ်ခုလို့ပြောလို့ရတယ်ဂျန်နာကတော့အားစာချက်တည်းပဲနော်ကဲဒီကားလေးဆိုရင်လည်းကျွန်တော်တို့အဲတကယ်လို့နီနဲ့မှတ်တမ်းမပါဘူးဆိုသိ600ကျော်ရမယ်တို့ပြင်မယ်ကျွန်တော်တို့နီနဲ့မှတ်တမ်းပါတဲ့အတွက်3985နဲ့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်3985နော်985အဆင်ပြေပါတယ်နော်ဈေးလေး ကဲဒီမှာကျွန်တော်တို့ပုံမှန်တိုင်းပဲအဲတောင်းတန်းဆိုတော့ဂီယာအဲကျွန်တော်တို့ဒိုင်းခွက်ကအဖြူအောင်ဖြစ်သွားမယ်ဒီက name plate ကအမဲဖြစ်သွားမယ်ဒိုင်းခွက်ကအဖြူအောင်เนาะအဖြူအောင်ဒိုင်းခွက်လေးဖြစ်မယ် TV ပါမယ်ပုံမှန်ကတော့ကျွန်တော်အော်တိုဂီယာပဲ PRND Drive 2L လိုဂီယာတွေအကုန်ပါမယ်เนาะဂီယာတွေပါလေတုံဆင်ပြေတယ် aircon တွေပါလေအကုန်ကောင်းတယ်เนาะအဲတော့ဂီယာပါဝါနှစ်ပောက်ပါတယ်ဘာကြောင့်လဲဆိုတော့ तू က GL grade ဖြစ်သွားတယ် grade က GL grade ဖြစ်သွားတဲ့အတွက် ပေါဝင်းတို့နှစ်ပေါက်ပါပြီးရောအမှန်ကျိုးမှန်ကောက်ပါပါသွားတာเนาะတုံတန်ပုံမှန်ကကျွန်တော်တို့ပုံမှန်ပရိုပေါက်တွေမှာအမှန်ကျိုးမှန်ကောက်မပါဘူးသို့ပေမဲ့ကျွန်တော် GL grade ဖြစ်သွားတဲ့အတွက်အမှန်ကျိုးမှန်ကောက်ပါတယ်ပေါဝင်းနှစ်ပေါက်ပါသွားတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ကျွန်တော်နောက်ဖက်ခန်းလေးပြပေးမယ်เนาะနောက်ခန်းမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ GL ဆိုတဲ့ logo လေးကိုတွေ့ရမယ်ပြီးသွားရင်တော့ကျွန်တော်ဒီကောင်လေးကပုံမှန်ကျွန်တော်တို့ DH တစ်ပေါက်တည်းဆိုလို့ရှိရင်ဒါလေးကအနက်အောင်လေးဒါလေးကရောစေးစားနဲ့အတူတူပဲဖြစ်သွားတာเนาะ ကဲနောက်ဖုန်းလေးဖွင့်လိုက်မယ်နောက်ဖုန်းမှာဆိုလို့ရှိရင်လည်းပစ္စည်းတွေများစွာတင်လို့ရတဲ့အနေထားဖြစ်တယ်ပရိုဘောက်ကတော့ပြောစရာမလိုတော့အောင်သုံးဆွဲလို့အဆင်ပြေတယ်တကယ်အသုံးဝင်စေတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ခင်ဗျာကဲမိတ်ဆွေများအားလုံးရှေ့ဘက်လေးတစ်ချက်လောက်လိုက်ကြည့်ပြပါတော့နော်ဒီပရိုဘောက်လေးလိုချင်တယ်ဆိုရင်တော့985ပဲကဲဒီနေ့ကျွန်တော်ပြသပေးသွားတယ်ကျွန်တော်တို့ကား၄စီးနော်ကား၄စီးကိုကျွန်တော်ဒီနေ့မှာတော့ပြသပေးသွားတယ် ဒီကားလေးကြီးကတော့ကျွန်တော်3900ကျော်ဒီမှာပဲเนาะ3900ကျော်ဆိုလို့ရှိရင်3985သိန်း900သိန်း900ကျော်လေးဒီမှာလိုချင်တဲ့မိတ်ဆွေတွေ985သိန်း900နဲ့35သိန်းအပြီးသွားရင်တော့900ကျော်မှာပဲရရှိမယ်ကားလေးအဖုံးလား Odyssey ပြီးသွားရင်တော့ Pro Box ဆိုလည်း900ကျော်ပဲเนาะ985သိန်း Honda Odyssey 900ကျော်ပဲ940စသဖြင့်ကျွန်တော်940 950အဲဇီနုံတွေကတော်တော်လေးကိုကျွန်တော်တို့900ကျော်လေးတွေမှာပဲတုံးဆွဲတဲ့မိသားပြည်သူများအတွက်ကားများစွာကိုပိုင်ဆိုင်ခြင်းနဲ့ ။နော်ကားလေးတွေကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့မိတ်ဆွေများအားလုံးဦးမိုးကားနုပညာစီလာအောင်ခဲ့ဖို့ရွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။ဒါကြောင့်မို့ကျွန်တော်လူတိုင်းလူတိုင်းကားအဝယ်စီးနိုင်ကြပါသည်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရွေချက်ကောင်းလေးဖြစ်တဲ့ကျွန်တော်တို့ရောင်းချတဲ့သူတွေဆိုတာကျွန်တော်တို့ user တွေကိုကျွန်တော်တို့မိကဲတို့ကျွန်တော်တို့မိကဲတို့ဖြည့်ဆည်းပေးရမလဲ။ဘာတွေလိုအပ်နေလဲဆိုတာအမြဲတမ်းကျွန်တော်စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်စီမှာကားလေးတွေကတော့သိန်းတစ်ထောင်ကျော်တန်းလဲလိုချင်နေဆိုရင်ကျွန်တော်စီမှာလာဝယ်လို့ရတယ်။သိန်း900 800 900တစ်ထောင်နေပြီးတော့ကားမျိုးစားများစွာလာဝယ်ဝင်နိုင်သလိုကား 900တန်း900စုံစုံဝင်းကျင်ရှိလား900စုံစုံဝင်းကျင်ရှိလားဆိုတဲ့မေးမြန်းကြတဲ့မိတ်ဆွေများအားလုံးဒါဝယ်ယူနိုင်ပါတယ်လို့ကျွန်တော်တင်းညံအကျိုးကာလယခုလိုမျိုးတင်းညံအကျိုးကာလနေပြီးတော့မိတ်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းပေးကြပါစေခင်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကားများစွာပိုင်ဆိုင်တဲ့သူများဖြစ်ကြပါသည်လို့ကဲပိုမိုကားနုပညာနဲ့တွေ့ဆုံပြီးတော့ကားလေးတွေဝယ်ယူကြမယ်ခင်ဗျာအားလုံးအေဂျင့်နဲ့နေကလေးတွေကိုနေ့စဉ်နေ့တိုင်းပိုင်ဆိုင်ပြီးတော့ကားလေးတွေပိုင်ဆိုင်နိုင်ကြပါသည်မိမိလိုချင်တဲ့အရာပြားကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာအားလုံး